အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့လူငယ်ထရသ batch 6ကအကြောင်းသူအကြောင်းသူတွေအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကကျွန်တော်အရင်ထူးကြတဲ့နေ့တွေတည်းရပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကအားလုံးကိုကျွန်တော်ကြီးညာထားတဲ့အတိုင်းပဲဒီကသူတွေကိုကျွန်တော်အထူးဖိတ်ခေါ်ထားတဲ့ guest speaker နဲ့အတွေ့ပြီးမှာပဲဖြစ်ပါတယ်အဲ့ဒါ guest speaker ကတော့အားလုံးလည်းသိပြီးသားရဖြစ်တဲ့ tiny mercury ပဲဖြစ်တယ်ပေါ့နော်အဲအဲ့တော့ tiny ကိုကျွန်တော်ဘာအကြောင်းဖိတ်လဲဆိုတဲ့အကြောင်းလေးနည်းနည်းလေးပြောပြပါမယ်အဲတူတူလေးပါပဲအဲ့တော့အဓိကကတော့ပထမဆုံးချက်ကကျတော့သဘောကျပါပေါ့နော် သဘောကျပါလဲဆိုတော့ကျွန်တော်တတိကိုသဘောရင်ကြဒီလေအဲ့လိုပဲလေတတိရှိရဆိုတာလေတအားထင်ရှားတယ်ကွာ ပြီးတော့အဲ့အခဏလိုပြော authentic ရင်ဖြစ်တာကျွန်တော်သဘောကျတယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ပြောရဲဆိုရဲရှိရဲတတိရှိရဲပေါ့နော်အဲ့တော့အဲ့ညီမလေးရဲ့ content တွေဆိုလို့ရှိရင်တော်တော်လေးကိုသတိထားမိရဲပေါ့တခါကျရင်တချို့ topic တွေဆိုလို့ရှိရင် controversial ဖြစ်နိုင်တဲ့ဟာတွေကျွန်တော်ပြောတော့မှလဲနေဟာတွေဆိုသူပြောတာ share ပြောတာအဲ့တော့ကျွန်တော်အေးအားရတယ်ပေါ့နော်အဲ့တော့ လေးလေးလေးစားပါတယ်အဲ့တော့အဲ့ဒီအတွက်ကျွန်တော်ចောင်းသားတွေအများကြီးအကျိုးဖြစ်သွားမယ်လို့ယုံကြည်လို့ကျွန်တော် tiny mercury ကိုတော့ဖိတ်တယ်ပေါ့နော် tiny ကနေပြီးတော့လည်းအချိန်လေးတစ်ချိန်ကျွန်တော်တို့ပြန်ပြီးတော့ပြေးပါတယ်အဲ့ဒီအတွက်ကျေးဇူးအများကြီးပဲတင်ပါတယ် tiny လာပြီးရဲ့အတွက်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါကို Okay အဲ့တော့ tiny ကိုလွှဲခဲ့မယ်နော်ကျွန်တော်ဒီဆုံးလေးနဲ့ပတ်သက်ပြီးတော့ Okay ပါ Okay ပါ Okay so အဲ့တော့တင်စားလို့ရပြီစမ်းနော်ရပြီ tiny ဟုတ် Okay Okay. So အားလုံးမင်္ဂလာပါ။အဲတင်းနေမခရီးဖြစ်ပါတယ်။အဲတော့တင်းဒီနေ့ဘယ်မှမသွားခင်မှာအရင်ဆုံးအဲတင်းဒီရဲ့ profile နဲ့အရင်ဆုံးမိတ်ဆက်ပေးမယ်ပေါ့နော်။ဆိုတော့တင်းဒီက entrepreneur and content creator တယောက်ဖြစ်ပါတယ်။အဲတော့တင်းဒီရဲ့ဒီနာမည်ကတော့တင်းဒီမခရီးလို့ပဲသိကြရများတယ်ပေါ့နော်။ဆိုတော့တင်းဒီရဲ့နာမည်အရင်ကတော့တိန်စင်လာလို့ခေါ်ပါတယ်။ဆိုတော့တင်းဒီအခုအသက်23နှစ်ပေါ့နော်။ဆိုတော့များသောအားဖြင့်တင်းဒီကဒီ money နဲ့ education အကြောင်းပြောရဲ။တင်းဒီဘာကြီးကြိုက်လဲဆိုလို့ရှိရင်တင်းဒီက အဲ့လို smart ဖြစ်တဲ့ဟာမျိုးကိုကြိုက်တယ်ပေါ့နော်ရုပ်ရှင်တွေပဲဖြစ်ဖြစ်တခြင်းတွေပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်အဲ့လို intelligence ရှိရလို့ခံစားလို့ရှိရင်သဘောကျတယ်နောက်ပြီးတော့ innovation ကိုသဘောကျတယ်နောက်ပြီးတော့ creativity ကိုသဘောကျတယ်ပေါ့ဒါကတော့ဒီနေ့ရဲ့ personal favorite လေးပေါ့နော်အဲ့တော့ဒီနေ့ရဲ့ journey လေးကိုနည်းနည်းလေးရှင်းပြပေးခြင်းနဲ့ဆိုတော့လက်ရှိကတော့ဒီနေ့ကဒီဂျပန်မှာပေါ့နော် Tokyo University of Foreign Studies မှာဒီ Max Scholarship နဲ့ကြောင်းတက်နေရပေါ့နော်အဲ့တော့ဒီနေ့ရဲ့ content တွေအနေနဲ့ဆိုလို့ရှိရင်ဒီနေ့ရ speaking partner မှာဒီနေ့ content creator လုပ်တယ်နောက်ပြီးတော့ဒီနေ့အခုဒီ Unibe ဆိုရက် company ပေါ့နော်ဆိုတော့အဲ့ဟာဒီနေ့ startup တခုစတာတယ်အဲ့တော့လက်ရှိရ Tokyo မှာပေါ့နော်ဆိုတော့ဒီနေ့ content တွေ create လုပ်တယ်နောက်ပြီးတော့ content တွေ အကြောင်းတွေတခြား course တွေ create လုပ်တယ်ပေါ့ဆိုတော့ဒီ Unibio ကျတော့ဒီ2025မှာပဲဆက်လုပ်တာအသိမကြသေးဘူးပေါ့နော်ဆိုတော့ဒါကတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့အကြောင်းသားတွေနဲ့ဂျပန်နိုင်ငံမှာရှိတဲ့အကြောင်းသားတွေကိုထင်ရတဲ့တက္ကသိုလ်တွေကိုချိတ်ပေးတာပေါ့ဒါကတော့ဒီနေ့လုပ်နေရတဲ့ရှိလုပ်နေလုပ်ငန်းလေးတွေပေါ့နော် Okay ဒါကတော့ဒီနေ့ရဲ့ profile လေးဖြစ်ပါတယ်ဆိုတော့ဒီနေ့ personal account ကတော့ဒါ Tiny Mercury တင်ဆက်လာဆိုရဟရှိတယ်။နောက်ဒီ Tiny Mercury နောက်ဒီ Tiny your speaking partner ဆိုရ profile လေးရှိမယ်ပေါ့အဲ့တော့ဒါကတော့ဒီနေ့ရဲ့ ဟို business journey ပေါ့နော်ဘယ်တော့မှစခဲ့လေဆိုတော့ဒီ16နှစ်မှာလှုပ်ရှားလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့16နှစ်မှာလှုပ်ရှားလုပ်တယ်အဲဒါပေမဲ့ဒီစပြီးတော့လှုပ်လှုပ်တဲ့အချိန်မှာဒီနေ့လှုပ်လှုပ်ရတာမကြိုက်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့အရင်မနေ့9 to 5အလုပ်သွားရတာဒီနေ့မကြိုက်ဘူးစိတ်စိတ်ညစ်တယ်ပေါ့နော်။ဘာမှလှုပ်လို့လည်းမရဘူးလို့စဉ်းစားရအဲ့ဒါနဲ့အလုပ်ထွက်ပြီးတော့ဒီနေ့ပထမဆုံးကိုယ့်ရဲ့အလုပ်ကိုစလုပ်ကြည့်ရပေါ့နော်။ဒီ digital product ကိုစပြီးတော့ရောင်းတာပေါ့ online မှာ ဒီတော့ဒီနေ့အသက်က session နှစ်ပေါ့နော်ဆိုတော့အေးရနေပြီးတော့စပြီးအဆင်ပြေလာတဲ့အချိန်မှာဒီနေ့ရမိသားစုကမိသားစုတစ်ခုလုံးအချင်း retire လုပ်လိုက်တယ်အဲဒီနေ့ကနေပြီးတော့အခုထိပဲပေါ့နော်ဘယ်သူမှပြန်ပြီးတော့လုပ်လို့ရှာမလို့တော့ဘူးပေါ့အဲတော့ဒီ20နှစ်မှာစပြီးတော့ content တွေ create လုပ်တယ်ပေါ့နော်အဲတော့နောက်ပိုင်းလာမယ့်နှစ်တွေမှာလည်းဒီနေ့ထပ်ပြီးတော့ scale လုပ်ဖို့တော့အများကြီးစဉ်းစားထားတယ်ဒါကတော့ဒီနေ့ရလက်ရှိဒီလောက်ထိဖြစ်ထားတယ်ပေါ့နော် okay အဲတော့ဒီနေ့လုပ်မဲ့အကြောင်းအရာလေးကဟုတ်ပြီ ဆိုတော့အဲဒီနေ့ရဲ့ဒီနေ့ကောင်းစဉ်ကတော့ money making for youth ပေါ့နော်ဆိုလူငယ်တွေလူငယ်တွေအတွက်ပစံဘလူရှာရမလဲဆိုရဲအခေါင်းစဉ်ရှိရပေါ့နော်ဆိုတော့ဒီ UTG ကြီးစားရတဲ့ခါကျတော့ဒီမှာဒီမှာရှိရအကြောင်းသားရတဲ့တယောက်မှမသိလို့ခံစားရရပေါ့နော်အဲ့တော့ဒီ theme ကဒီအကြောင်းသားရဲ့ထဲမှာဟိုဘယ်လိုပြောမလဲပစံရှာရတာစိတ်ဝင်စားတဲ့အကြောင်းသားတွေပစံရှာဖို့စိတ်ကူးရှိနေရဆိုရဲသူတွေစားလို့စားလို့နေရတဲ့သူတွေရှင်တင်တခြား reaction လေးပြလို့ရတာမသိဘူးအဲ့နည်းနည်းလေးအာ okay ။ Wow. အာဟုတ်ပြီ။ဆိုအများအများကြီးပဲပေါ့နော်။ Oh. ဟုတ်ပြီ။ Wow. Okay, also အကောင်ကတော့ပတ်စံပတ်စံရှာခြင်းတဲ့သူတွေပဲပေါ့နော်။ဟုတ်ပါပြီ။ So thank you ပါ။လောလောအရင်ဆုံး reaction လေးပေးရ။အားဆိုလို့ရှင်စင်ဆက်ပြီးတော့တော်လိုက်မယ်ပေါ့နော်။ Okay. ကျေးဇူးပါလက် recently ပြန်ချလို့ရပါပြီ။ Okay. So ဒီနေ့ပေါ့နော်ဒီနေ့ပြောချင်တဲ့ဟာကောင်းစင်လေးရရှင်းရှင်းလေးပဲနော်ဟိုဒီမှာ share ရတဲ့သူတွေအားလုံးဒီနေ့ပထမဆုံးအနေနဲ့ zero knowledge လို့ပဲသတ်မှတ်လိုက်မယ်ပေါ့နော်ဆိုတော့ zero knowledge နဲ့ပို့ပြီး share ရတဲ့သူတွေရှိနိုင်တယ်ဟို လုံးဝ zero knowledge လည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီ money making နဲ့ပတ်သက်လို့ zero knowledge ကနေပြီးတော့ဒီနေ့ရဲ့ဒီ session ပြီးသွားတဲ့အခါကျလို့ရှင်ပတ်စံဘယ်လိုရှာရမလဲပေါ့နော်ပတ်စံရှာလို့ရနည်းလမ်းတွေသိသွားလိမ့်မယ်ပြီးသွားတဲ့အခါကျလို့ရှင်ကိုယ့်အတွက်ပေါ့နော်ဘယ် business ကအဆင်ပြေမလဲဘယ်ဟာကို choose လုပ်ရမလဲဆိုတဲ့ဟာကိုသိလိမ့်မယ်နောက်ပြီးတော့ဘယ်လို guest star တွေဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုနားလည်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ goal ကတော့ဒီနေ့တော့ကဒါဒီဒီ goal လေးပဲပေါ့နော်အဲ့ပထမဆုံးစကြပါမယ် okay ဆိုတော့ပထမဆုံး myth ကနေပြီးတော့စမယ်ပေါ့နော်ဆိုတော့ myth ကကြတော့လူတွေလူတွေပြောတဲ့အရာတွေပေါ့ကိုယ်စိတ်ထဲမှာထင်တဲ့ဟာတွေလည်းဖြစ်နိုင်တယ်လူတွေပြောတဲ့အရာတွေလည်းဖြစ်နိုင်တယ်ဆိုတော့ဟို myth ကကျွန်တော်တို့စီဝိုင်းစလုပ်မယ်ဒါမှမဟုတ်ရှင် online business ပဲဖြစ်ပြန်မဖြစ်လုပ်ငန်းလုပ်တော့မယ်ဆိုလို့ရှင်ကိုကတနေ့ရရမှာတအားတော်နေမှရမယ်ဒါမှမဟုတ်ရှင်ကိုလုပ်မဲ့ business က business idea ကအရန်ကောင်းမှရမယ်အဲ့လိုထင်အဲ့လိုထင်လိုက်မယ်ပေါ့နော်ဆိုတော့ဟိုတကယ်တကယ်က none of that matters ပေါ့နော်အဲ့ဟာတွေတခုမှအရေးမကြီးဘူးအဲ့လောက်ကြီးလေဆိုတော့ကိုကအခုမှအသက်73နှစ်လည်းဖြစ်လို့ရတယ် ပတ်စံရှာလို့ရတယ်ဗောနော်လူတိုင်းကဆိုတော့ဟိုဘာဒါပေမဲ့ဘယ်ဟာအချက်ကရေးကြည့်လဲဆိုလို့ရှင်ဒီမှာ what works ဗောနော်ဘယ်အလုပ်ကဘယ်အရာအလုပ်ဖြစ်လဲဆိုတာကိုသိဖို့လိုတယ်နောက်ပြီးတော့ be smart ဖြစ်ဖို့လိုတယ်ကိုလောက်တဲ့အလုပ်မှာ be smart ဖြစ်ဖို့လိုတယ်ဘယ်လုံးမှာဖြစ်ဖြစ်ဗောနော်အဲ့တော့ဒီမှာ be smart မဖြစ်ဘူး traditional traditional အတိုင်းသွားမယ်ဆိုလို့ရှင်ကိုက average ပဲဖြစ်နေမယ်ဗောနော်အဲ့တော့ဘယ်ဟာဘယ်လိုလုပ်ကျင်းရော B smart ဖြစ်ဖို့လိုရယ်နောက်ပြီးတော့ average ချက်ပို့ပြီးတော့တော်ဖို့လိုရယ်ဒါကတော့ပထမဆုံးအချက်ပေါ့နော်အဲနောက်ပြီးတော့အဲ့တော့ကိုကဟိုဘယ်ဟာအလုပ်ဖြစ်မှာလဲဘယ်ကိုကဘယ်လို smart ဖြစ်အောင်လုပ်ရမှာလဲပေါ့နော် how အဲ့လိုဆိုလို့ရှိရင်ဒီတော့လူတွေဘာလိုအပ်လဲဆိုတဲ့လူတွေဘာလိုချင်လဲဆိုတာကိုသိဖို့လိုရယ်ပေါ့အဲ့ဟာကိုသိမယ်ဆိုလို့ရှိရင်ဒါဒီတော့73နဲ့ဆိုလို့ရှိရင်လည်းစီးပွားရေးစလုပ်လို့ရတယ်စီးပွားရေးလို့ပြောမယ်အစားလို့ business တွေတွေတခုစလုပ်ရတယ်ပေါ့နော်ဝင်ငွေရှာလို့ရတယ်ပေါ့ Okay. ဆိုတော့ပထမဆုံးကဒီ no ways to make money ပေါ့နော်။ပတ်စံဘယ်လိုရှာရမလဲဆိုရဲနီလန်ပေါ့။အဲ့အားလေးကိုဒီနေ့စကြတယ်။ဆိုတော့ဟိုဒီနေ့ဒီမှာထည့်ထားတာက three ways to make money as a youth ပေါ့နော်။ဆိုတော့လူငယ်တယောက်အနေနဲ့ပတ်စံရှာလို့ရတဲ့နီလန်၃ခုကိုဒီနေ့ပြပြပေးမယ်။ဆိုတော့ပထမဆုံးတစ်ခုက content creation ပေါ့နော်။ဆိုတော့ content creation ကနေပတ်စံရှာလို့ရတယ်။နောက်တစ်ခုက product business လို့ခေါ်တယ်။တတိယတစ်ခုကကြတော့ service business လို့ခေါ်တယ်။ဆိုတော့ဒီဒီ၃ခုအစင်းတရားလေးရှင်းပြပေးမယ်ပေါ့နော်။ ပထမဆုံးတစ်ခုကဒါ content creation ပေါ့ဆိုတော့ဟို content creation နဲ့ဘယ်လိုပတ်စံရှာမှာလဲပေါ့နော်ဒါတင်နေဆိုလို့ရှိရင်လည်း content လုပ်တယ်လို့ပြောလို့ရတယ်ဒီဟိုကျွန်တော်အခု Facebook မှာတွေ့နေရတဲ့ဟာတွေအားလုံးပေါ့နော် so creator တွေအားလုံးနေပါ video လို့တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်သူက content creation နဲ့ပတ်စံရှာနေတာပေါ့အဲ့တော့ကိုကိုရိုင်းကလည်းဟောစလုပ်လို့ရတယ်နော်ဆိုတော့ဟိုဒီလိုလူတွေကကြတော့ကိုအားတဲ့အချိန်တွေမှာပေါ့နော်ကိုအားတဲ့အချိန်တွေမှာသူတို့ video တွေ create လုပ်မယ် ပြီးတော့ဒီဗီဒီယိုတွေကနေပြီးတော့တစင်ပတ်စံရှာမယ်ပေါ့ဆိုတော့ဟိုဘယ်လိုမျိုးပတ်စံရှာမှာလဲဘယ်ကနေပတ်စံရတာလဲဆိုပြီးတော့ကျွန်တော်ခေါင်းထဲမှာတွေးနေနိုင်တယ်ပေါ့နော်ဆိုတော့ဒီ content creation နဲ့အလုပ်လုပ်တဲ့သူတွေကကြတော့ကျွန်တော်ဒီ monetization ကနေပြီးတော့ပတ်စံရတယ်နောက်ပြီးတော့ဒီ collapse ပေါ့နော် collab deals တွေကနေပတ်စံရတယ်ဆိုတော့ဥပမာချင်းပြပြမယ်နော်ဒါပေမဲ့ကိုကိုကဟို content တွေ create လုပ်လာတယ် အဲလောက်လာပြီးတော့နည်းနည်းလေးလည်းနာမည်ရလာပြီဆိုလို့ရှိရင်ဟိုကျွန်တော်ဒီ collab ကနေစမယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ video တွေကိုလူကြည့်များတယ်ဆိုလို့ရှိရင်တခြား run နေတဲ့ business တွေပေါ့နော် Facebook မှာရှိနေတဲ့ business တွေကကျွန်တော်ရဲ့ video တွေမှာလာပြီးတော့အော်လို့တော့တင်းတင်းရဲ့တင်းတင်းရဲ့ video တွေမှာအကိုရဲ့အကိုရဲ့လုပ်ငန်းကိုပြောပြပေးလို့ရမလားအကြောင်းပြောပြပေးလို့ရမလားဒါမှမဟုတ်ကိုက ဟိုရိုးရိုး vlog ပေါ်ထားပါတော့ကိုယ့်ရဲ့ need တူအဟာတွေလုပ်နေတယ်ဒါပေမဲ့လူတွေကကိုယ်စိတ်ဝင်စားကြရတယ်ဆိုလို့ရှိရင်လည်းဥပမာဒီ fashion brands တွေဟိုစားတောက်ဆိုင်တွေနေလာပြီးတော့အညီမလေး Amaris တွေလာပြီးပါဆိုတဲ့ဟာမျိုးတွေရှိရပေါ့နော်ဆိုတော့ဒီဟာတွေအကုန်လုံးကသူက deals တွေလို့ခေါ်ရပေါ့နော်ဆိုတော့အဲ့ deals တွေကနေပြီးသူတို့ပတ်စံရှာလို့ရတယ်နောက်ဒီ monetization ကကြတော့ဒီ Facebook တို့ YouTube တို့မှာ video တင်ပြီးတော့ဒါဒီ platform တွေကနေပေးရဲဝင်ဝင်ရတာပေါ့နော်ဆိုတော့ဟိုဒီနှစ်ခုလုံးပေါ်မှာတည်ပြီးတော့ရက်တည်လို့ရတယ်ဟိုဘယ်တစ်ခုရန်နေသွားရမယ်ဆိုတော့မဟုတ်ဘူးပေါ့နော် ဆိုတော့ဟိုဒီကိုလုတ်တဲ့ဗီဒီယိုပေါ့နော်အမျိုးအစားအောင်အောင်မူတည်ပြီးတော့တခြားပတ်စံရှာလို့ရတဲ့နည်းလမ်းတွေလည်းအများကြီးရှိတယ်။အဲ့တော့ဒီ content creation နဲ့ပတ်သက်ပြီးသင်တန်းနည်းနည်းပြောချင်တာလေ။ဆိုဒီမှာ share တွေက okay အာငါ content creation တော့စိတ်ဝင်စားရဲဒါပေမဲ့ငါချောလဲမချောဘူးလှလဲမလှဘူးဘယ်လိုစလုပ်ရမလဲမှန်းလဲမသိဘူးဘာ content ချလုပ်ရမလဲမှန်းလဲမသိဘူးဆိုပြီးတော့တွေးနိုင်နေပေါ့နော် ဲ့တော့ဟို content creation ရဲ့တဘောကဘယ်ဟာလုံးရမလဲဆိုတာမျိုးမရှိဘူး။ဘယ်မျိုးစားကိုလုံးမရမလဲဆိုတာမျိုးမရှိဘူးပေါ့နော်။ဘယ်အရာဘယ်ဖြစ်ဖြစ်ကျွန်တော် content လုပ်လို့ရတယ်။ဥပမာကျွန်တော်ဘေးမှာရှိနေရဲ့ဒီနေ့ airport ပဲထားပါတော့။ဒီ airport တစ်ခုအကြောင်းတော့မှစပြီးတော့ content လုပ်လို့ရတယ်ပေါ့နော်။အဲ့ဟာကဒါ brand လုပ်လို့ရတဲ့မျိုးစားလေးတစ်ခုပေါ့။ Okay so ဒီနေ့ example တစ်ခုပြောပြမယ်ပေါ့နော်ဆိုတော့ဟိုကိုလုပ်တဲ့ content အမျိုးအစားကထားပါတော့ဟို language learning လို့မြင်အောင်ကြည့်မယ်ပေါ့နော်ဆိုတော့ language learning ကိုမှကျွန်တော်ကဒီ Japanese language content မှာထားပါတော့เนาะအဲဂျပန်စာနဲ့ပတ်သက်တဲ့ content တွေလောက်ကြမယ်ပေါ့ဂျပန်စာအာဟီရာဂါနာပြောမယ်ကာတာကနာပြောမယ်ဂျပန်မှာဆောင်းဝဲတွေဘယ်လိုရှိတယ်ဘယ်လိုရှင်းရမယ်စသဖြင့်ပေါ့နော်ဆိုတော့ example ပဲထားပါတော့ဆိုတော့ဟိုအဲ့ဟာတွေလုံးနေတဲ့သူတယောက်ကဒီကနေပြီးတော့ဘယ်လိုဝင်ဝင်ရှာနိုင်မလဲပေါ့နော်ဆိုတော့ဟို ideation ပြောပြတယ်နော်ဒီဟာလုပ်ရမယ်လို့ပြောတာမဟုတ်အဲ့တော့ဒီ content လုံးနေတဲ့သူတယောက်ကဒီအောက်ကနီလန်းနေနေဝင်ဝင်ရှာလို့ရတယ်ဥမာဂျပန်စာသင်တန်းဖွင့်မလား နော်ဂျပန်စာနှုတ်တီရောင်းမလားဒီနေ့အတိအမတယောက်ဆိုလို့ရှိရင်တော့အကုန်လုပ်တယ်ပေါ့နော်ဂျပန်စာနှုတ်နှုတ်တီလည်းရောင်းတယ်နော်ပြီးလို့ရှိရင်ဂျပန်စာသင်တဲ့ဗီဒီယိုတွေရောင်းမလားဒါမှမဟုတ်လို့ရှိရင်ဒီဂျပန်စာလေ့လာနေတဲ့တွေအတွက်အကျိုးရှိတာတစ်ခုခုဖန်တီးပြီးရဝင်ွေရှာမလားပေါ့နော်ဆိုတော့အဲ့ဒီနည်းနဲ့နေတဲ့ကျွန်တော်ဝင်ွေရှာလို့ရတယ်အဲ့တော့ tower ကတော့ကိုကဒီလုံးနေတဲ့အလုပ်ကဟို content က language learning မဟုတ်ဘဲနဲ့လူငယ်အတွက်ပဲ tower တော့လူငယ်အတွက်ဆိုတော့ ဟိုလူငယ်တွေဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့ဟာမျိုးဒါမှမဟုတ်လို့ရှင်ဒီမှာရှိရတဲ့တွေကတခြားလူငယ်တွေပဲထားပါတော့အဲကိုကပကြီဆွဲရတာဝါသနာပါတယ်ဒါမှမဟုတ်လို့ရှင်ဗီဒီယိုဂိမ်းဆော့ရတာဝါသနာပါတယ် or something something ဘောနော်တခုခုပေါ့ so အဲ့လိုလို့ရှင်လည်းအဲ့လိုပဲကိုလုပ်တဲ့ content တခုထွက်လာလိမ့်မယ်နော်အဲ့ဒီကနေပြီးတော့ဘယ်လိုမျိုးဝင်ဝင်ရှာလို့ရမလဲဆိုတဲ့အောင်စဉ်းစားကြည့်ပေါ့နော် ငါရဲ့ငါလုပ်နေတဲ့ content မျိုးစားနေပြီးတော့ဘာလုပ်လို့ရမလဲဆိုရဲဟာစဉ်းစားလို့ရတယ်။အဲ့တော့သင်တို့လုပ်လို့ရှိတာကကြတော့ဟိုအလုပ်ဖြစ်ပြီးသားလူတွေပေါ့နော်။အောင်မြင်ပြီးသားလူတွေကိုတွားကြည့်ပြီးတော့သူ့လိုလုပ်ရမယ်၊သူ့လိုဘယ်လိုလုပ်ရမလဲဆိုတွေးရ။ဒါပေမဲ့အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်သင်တို့က copy ဖြစ်သွားမှာပေါ့နော်။ copy ဖြစ်တယ်ဆိုတာကိုနီလန်းနဲ့ကိုအောင်မြင်တာမဟုတ်တော့ဘူး။သူများလုပ်ပြီးသားဟာကိုဟိုလိုက်လုပ်ပြီးတော့တွားတယ်လို့ဖြစ်သွားရေပေါ့နော်။အဲ့တော့ ကိုနီလာနဲ့ကိုသွားခြင်းနဲ့ဆိုလို့ရှင်တာကိုလုတ်တဲ့အရာနော်ကိုပိုင်ဆိုင်တဲ့အရာကိုကွန်တန့်အနေပြီးတော့ဘယ်လိုမျိုးပြန်ပြီးတော့ဝင်ငွေရှာရမလဲဆိုရဲဟာပို့ပြီးတော့စဉ်းစားဖို့လိုရဲပေါ့နော်ဒါကတော့ပထမဆုံးနီလာပေါ့ Okay so ဒုတိယတစ်ခုပေါ့နော် second way ပေါ့ second way to make money ကကြာရဆိုရင် product business လို့ခေါ်တယ် so ဒီ product business နဲ့ဘယ်လိုမျိုးဝင်ငွေရှာမလဲပေါ့နော်အဲ့တော့ product business ဆိုတာကြာထင်တို့ဒီ product တစ်ခုကို create လုပ်ပြီးတော့ဝင်ငွေရှာတာကိုပြောတာပေါ့နော် ်ဆိုအဲ့ဟာကလည်းဘာလို့မဆိုလို့လို့ရတယ်ကလေးတယ်ကလေးရောအရင်ရောငယ်ရောမဟုတ်ဘူးပေါ့နော်ဟိုမှာ teens တွေလာဆိုစလို့လို့ရပြီဆယ်ကျော်တက်နော်ဆယ်ကျော်တက်နှစ်ဆယ်ကျော်တက်လိုင်းလို့လို့ရတယ်အဲ့တော့ product လုပ်တဲ့အခါမှာသင်ရော physical product ရှိရဲ့နောက်ပြီးတော့ digital products ရာရှိရဲ့ဆိုတော့ဒီအဲ့နှစ်ခုကိုရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ physical products ရဲ့တဘောကကြာသင်လက်လက်နဲ့ထိလို့ခြင်လို့ရတဲ့ဟာမျိုးဥမာစာအုပ်တိခဲရနေဖုန်းတွေပေါ့နော် digital product ကကြာတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုဟာမျိုးတွေပေါ့နော် video course တွေ ebooks တွေ subscription နေ so အဲ့ဟာတွေက digital product တွေလို့ခေါ်တယ်အဲ့တော့ကျွန်တော်လူငယ်တောင်နေနေဆိုလို့ရှိရင်ဘယ်ဟာကို create လုပ်မလဲပေါ့နော် so ဟို physical လည်းရတယ် digital လည်းရတယ်နော်ငါကြိုက်တဲ့ဟာ create လုပ်လို့ရတယ်အဲ့တော့ဒီနေ့ဟို physical ခဏထားလိုက်မယ်ပေါ့နော် so ဒီ digital product အကြောင်းအရှင်းပြပေးမယ်ဆိုတော့ဟို digital ဆိုလို့ရှိရင်ထားပါတော့ကွာ video course လုပ်မယ်ပဲထားနော် ဆိုတော့ကိုယ်မှာကိုယ်မှာဘာသူများကိုဘာပြန်သင်ပေးလို့ရနိုင်လဲဆိုတဲ့အမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် thin ကဒီဟာကို video course နေနဲ့ပြန်လုပ်ပြီးရောင်းတာမျိုးဒါမှမဟုတ်လို့ရှိရင် ebooks ပေါ့နော် ebooks ဆိုလည်းအဲ့လိုပဲဟိုတခြားသူတွေကဘာလုပ်ပေးလို့ရမလဲ ်ငါငါမဘတ်စကေးရှိတယ်ဒါမှမဟုတ်လို့ရှင်လူတွေသိကျင်တာဘာလဲလူတွေလိုချင်တာဘာလဲအဲ့ဟာတွင်ငါဘာလုပ်ပေးလို့ရမလဲအေးမေကွန်းသုံးခုပဲမေးလိုက်လို့ရှင်ဖြစ်ထွက်လာရယ်ပေါ့နော်ဆိုတော့အဲ့ဟာဘုံမူတီးပြီးတော့ e-books တွေခရီးလို့လို့ရတယ်ဆိုတော့ e-books ကမသိဘူးဆိုလို့ရှင်လေ PDF file ပို့ပြောရပါတော့။ So through word နဲ့စာရေးရေးတယ်။ဒါမှမဟုတ်လို့ရှင် Google Docs မှာသွားပြီးတော့စာရေးရေးမယ်။အဲ့ကောင်ကသင်တို့ကဟို download ဆွဲ PDF file download ဆွဲပေါ့နော်။အဲ့မှာကိုယ့်ရဲ့ logo တွေပါရိုက်ထည့်။အဲ့လိုလုပ်ပြီးတော့ဒါ e-books တစ်ခု create လုပ်တာပေါ့။နော်အဲ့ဟာတွေကိုလည်းပြန်ရောင်းလို့ရတယ်။ So အလုပ်ဖြစ်တဲ့အချိန်ကလည်းရောင်းနေပေါ့နော်။ အဲ့ဒါအများကြီးရောက်မှုတွေဟာမျိုးတွေနော်နောက်တစ်ခုကကြာ subscription ပေါ့နော်ဆိုတော့ subscription ကကြာတော့ဘယ်လိုလဲဆိုရင်ကျွန်တော် Telegram group တွေတွေ့လိမ့်မယ်အဲ့ဒီ group တွေမှာရုပ်ရှင်တွေအများကြီးရှိတယ်အဲ့တော့ဒီရုပ်ရှင်ကြည့်ကြတယ်ဆိုလို့ရှိရင်အဲဘလော့ပေးဆိုတာမျိုးပေါ့နော်ဆိုတော့ရုပ်ရှင်မှမဟုတ်ဘူးစာအုပ်တွေအများကြီးစုစားပေးလိုက်ရတယ် info တွေလည်းရတယ် lecture တွေလည်းရတယ်ဒါက subscription သွားတဲ့အမျိုးအစားတွေပေါ့နော် okay ဆိုတော့ဟို physical product example ထင်းတစ်ခုပြပြမယ်ပေါ့နော်ကိုက physical product ထုတ်ပြီးတော့စီးပွားရေးဟိုပတ်စံရှာခြင်းနေပေါ့ဒါ site hustle အနေနဲ့ပဲစဉ်းစားမယ်ပေါ့နော်ဆိုတော့ဒီနေ့တွေ့ထားတဲ့တယောက်ဆိုလို့ရှိရင်ငငယ်လေးရဲ့ရှိသေးတယ်ပေါ့နော်အလွန်ဆုံးရှိရင်16 19ပေါ့အကောင်းကြီးကနော်သူဘာလို့လဲဆိုလို့ရှိရင်သူ football jersey လုံးနေဟိုဖူဘောဂျာစီစာဒီဟိုဘောလုံးဘောလုံးကန်လို့ရှိရင်ဝတ်တဲ့အဝတ်စာပေါ့နော်ပေါ်ပေါ်အောင်ဆိုတော့အဲ့ဒါလေးလုံးနေဆိုတော့အဲ့ဒါလုံးတဲ့ခါမှာသူကဘယ်လိုလုပ်လဲဆိုတော့တခြားတခြားလူတွေစီကနေ သူများလုပ်ပြီးသားဒီဇိုင်းတွေ copy မလုပ်ဘူးပေါ့နော်သူဟာသူဒီဇိုင်းဆွဲပြီးတော့ပေါ့နော် YouTube ကနေကြည့်ရဒီဇိုင်းဘယ်လိုဆွဲရလဲကြည့်ပြီးတော့သူဟာသူဒီဇိုင်းဆွဲပြီးတော့ဒီတခြားလူတွေကို football jersey ထုတ်ပြီးတော့ရောင်းတာပေါ့နော်ဆိုတော့အဲ့ရနေပြီးတော့သူစလုပ်လိုက်တာ content လည်းလုပ်တယ်အဲ့တော့လူတွေကလည်းစိတ်ဝင်စားပြီးတခြား company တွေကပါစပြီးသူဆက်သွယ်လာကြရပေါ့နော်ဒါကတော့သူ့ရဲ့ business idea ပဲပြပြတာဆိုတော့ဟိုဒီ ideation နဲ့လည်းလိုက်လုပ်ချင်လည်းရတယ်တခြားဟာကွက်ကိုစဉ်းစားကြည့်လည်းရတယ်နော် နောက်တစ်ခုကကျတော့ဟို physical product ဆိုလို့ရှင်ဒီနေ့စဉ်းစားမိတာဆိုမှ sticker လေးတွေထုတ်မလားဗောနော sticker လေးတွေထုတ်မလားဆိုတော့ဟို sticker ဆိုလို့ရှင်ကျတို့လူငယ်ဟိုနည်းနည်းလေးကြီးလာရင်တော့တိတ်စိတ်ဝင်စားဒါပေမဲ့ကလေးတွေဆိုစိတ်ဝင်စားရဗောနော okay ဟို sticker လှလှလေးတွေ cute funny ဟို emoji ဖြစ်တဲ့ဟာလေးဒါမှမဟုတ်ရှင် cool ဖြစ်တဲ့ဟာမျိုးလေးဗောနော so အဲ့ဟာလေးထုတ်ပြီးတော့ရောင်းမလားဟိုစဉ်းစားကြည့်ရင်လားဟိုသင်ရောဟိုမဖြစ်နိုင်ဘူးလား ရောင်းလို့မရဘူးလားဆိုထင်တာပေါ့နော်ဒါပေမဲ့တကယ်အလုပ်ကြည့်လို့ရှင်အလုပ်ဖြစ်တဲ့ဟာတွေအများကြီးပဲပေါ့နော်ဆိုစစ်ကားလေးထုတ်မလားစဉ်းစားမိရဲ့နောက်ပြီးတော့မှတခြားကလေးတွေဆိုလို့ရှင်မှာ coloring books တွေထုတ်မလားပေါ့နော် data physical product exam တွေပေါ့အဲ့တော့ နောက်တစ်ခုက digital ပေါ့နော်ဆိုတော့ digital ခုနကနေပြောခဲ့သလိုပဲ video call ဆိုလို့ရတယ်။ဟို e-books တွေ notes တွေဆိုလို့ရှိရင်လည်းဥမာကွာ GED ဖြည့်ထားရဲဆိုလို့ရှိရင် okay GED ဘယ်လိုမျိုး study လုပ်ရမလဲ self study ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးဆိုတော့ e-book တွေထုတ်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင် GED exam အတွက်ဥမာအချိန်မရှိဘူး။ဆာဆောင်ရွက်ဖြည့်ရရမယ်ဒါပေမဲ့ဆာလုပ်ဖို့အချိန်မရှိတော့ဆိုရင် okay အနည်းကကိုပြင်ဆင်ခြင်းတဲ့တွေအတွက် exam notes တွေလုပ်ပေးထားရတယ်။ ်ခင်ဗျားတို့လိုချင်တဲ့ဆိုလို့ရှိရင်ယူလို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဟာမျိုးတွေချင်းရော e-book တွေထုတ်ပြီးတော့ရောင်းလို့ရတယ်နောက်ခုနဟိုပြောခဲ့တဲ့ subscription တွေပေါ့နော်ဒါဒါကတော့ဒုတိယနေလမ်းဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ပေါ့နော်နောက်တစ်ခုကတတိယနေရကြတော့ဟို service business ပေါ့နော် so service business ကကြတော့ဒီလိုမျိုးပြောတာပေါ့ဟို service business နဲ့ဘယ်လိုဝင်ရှာမလဲဆိုရင်ချင်းရောလူတွေကိုဘာလို့ပေးနိုင်မလဲလို့စဉ်းစားကြည့်လို့ရတယ်ပေါ့နော် ဘာလို့ပေးနိုင်မလဲပြီးလို့ရှိရင်ကိုလို့ပေးနိုင်တာကို service အနေနဲ့ပြန်လုပ်ပြီးတော့ဝင်ငွေရှာလို့ရတယ်အဲ့တော့ဒီနေရာမှာတခွဘာဘာလို့လဲဆိုတော့ကိုက basket ရှိလဲပုံမူတည်ရယ်ပေါ့နော်ဥမာကိုက video editing လုပ်နိုင်တဲ့သူဆိုရင် video editing လုပ်ပေးနိုင်လားဒါမှမဟုတ်စာစာတင်ပေးနိုင်လားဈေးတော့ဝယ်ပေးနိုင်လားဟိုအဲ့ဒီနေ့ဈေးဝယ်ပေးနိုင်လားဆိုရင်ဟာလို့ကြိုက်တယ်ပေါ့နော်အဲဘာလို့စင်စီမသွားချင်ဈေးဝယ်ပေးနိုင်လားပေါ့နော်။ဒါမှမဟုတ်ဒီဇိုင်းဆွဲပေးနိုင်လားဘာလို့ပေးနိုင်လဲနော်။အဲ ဒီကောတခုခုလုတ်ပေးနိုင်နေကိုမှာ skill တခုခုရှိတယ်ဆိုလို့ရှင်အဲ့ဟာ service business အနေနဲ့ပြောင်းပြီးတော့ဒီလိုပတ်စံရှာလို့ရတယ်ဝင်ငွေရှာလို့ရတယ်ပေါ့နော်အဲ့တော့ example အနေနဲ့ပေါ့နော်ဒါ service business ဆိုရင်သူက professional skill တမမဟုတ်လို့ရှင်ကိုကျွမ်းကျင်တာတခုခုရှိဖို့တော့လိုတယ်နော်အဲ့ဟာရှိရင်ဒီလိုလုပ်လို့ရပြီနော်မ video editing လုပ်လို့လေဆိုလို့ရှင် okay video editing service လုပ်ပေးမယ်ခင်ဗျား video ကျွန်တော် edit လုပ်ပေးမယ် video တစ်ပုဒ်ကိုဘယ်လောက်ပေးရမယ်ဆိုပြီးလုပ်လို့ရတယ်မြေကွာစာတော်ရဲသူဆိုလို့ရှင်လည်းလိုပဲ ကျောင်းသားတွေကိုစာတင်ပေးမယ်ခေတလောက်ဘလောက်ပေးပါဆိုတဲ့ဟာမျိုးပေါ့နော်ဈေးဝယ်တာကျွမ်းတယ်ဆိုရင်ခုနလိုပေါ့ okay ရက်ွက်ထရသူတွေကိုဈေးဝယ်ပေးမယ်ဈေးတစ်ခေါက်တော့ပြောလို့ရှိရင်ကဘလောက်ပေးရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တရက်ွက်ထမလို့လို့ရတဲ့ဟာပေါ့အချင်းချင်းအကောင့်တို့တော့တော့ကြာလောက်လည်းလို့မရှိဘူးပေါ့နော်ဈေးဝယ်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့တော့ရှင်လဲဟိုဟာတကောင်တကယ်အရန်ဝမ်းတာစွာနဲ့ပတ်စံပေးလောက်တယ်ပေါ့နော် okay so ဟိုအဲ့ဟာအဲ့ဟာပဲပေါ့နော်ဟိုပတ်စံရှာတဲ့နီလန်၃ခုကတော့ဟိုအဲ့မှာဘာရေးကြည့်လဲဆိုလို့ရှိရင်အဲ့ဒီနေ့အရှင်းမှာကြော်ခဲ့တဲ့ဟာလေးတခုရှိရယ် know what people want and need ပေါ့နော်ဆိုလူတွေဘာလိုချင်လဲလူတွေဘာလိုအပ်လဲဆိုတာကိုသိဖို့လိုတယ်အဲ့ဒါဟိုတကယ်ဟိုလောကကြီးရဲ့ရောက်နေမှာအဲ့လိုမျိုးမဟုတ်ဘူးကိုကဟိုကိုပတ်ဝန်းကျင်မှာတငယ်ချင်းတွေပဲရှိရဆိုလို့ရှိရင်ငါတငယ်ချင်းတွေဘာလိုလဲငါတငယ်ချင်းတွေအဲဘာလိုချင်လဲငါဘာလိုပေးလို့ရလဲအဲ့ဟာကို charge charge လုပ်လို့ရတယ်ဒါပေမဲ့တငယ်ချင်းတွေတော့မလုပ်နိုင်ဘူးနော်ဥမာပြောပြရတယ်နော်ဆိုတော့ကိုကိုပတ်ဝန်းကျင်မှာဘာရှိလဲအိပ်ပတ်ဝန်းကျင်စီကနေပြီးတော့ကျွန်တော်ကျွန်တော်ရှာလို့ရတယ်ပေါ့နော်โอเค ဟုတ်ပြီ so ဒုတိယပိုင်းကိုတောင်းမယ်ပေါ့နော် so ဒုတိယပိုင်းကိုမတွားခင်မှာဒီနေ့ um first part လေးကိုတစ်ချက်တော့ပြန်ပြီးတော့အာနည်းနည်းလေး reaction လေးတောင်းတောင်းချက်နေပေါ့နော် so အာဒီ theme မှာဒီနေ့ဒီနေ့ကိုအရှိမပြောခဲ့ရတာပေါ့နော် so first အေးဟုတ်ဒီနေ့ပြောင်းမမြင်ရတော့ oops hello ခေါက်ကြရင်ရှင်းအာဟုတ် sorry sorry တနည်းစီမှာအကောင်လုံးတလောကလုံး black ဖြစ်သွားအကောင်လုံးမှောင်မင်းသွားလို့ရပြီပြန်ပေါ်လာပြီ all right ဟုတ်ရပြီအဲ့ဆိုအရပြီအချင်းဆက်တော့လိုက်မယ်နော်ဟုတ်ဆိုတော့ဟိုဒုတိယတစ်ခုကကြတော့ no uh, what business to choose ပေါ့နော်ခုနကနေပြောခဲ့တဲ့လုပ်ငန်း၃ခုထဲမှာဘယ်ဟာကို choose လုပ်ရမလဲပေါ့နော်ငါအနေနဲ့အဲ့လိုဆိုလို့ရှိရင်ဒီလိုစဉ်းစားလို့ရတယ်နော်ဆိုလူရိုင်းကတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အောက်ကနှစ်ချက်ကိုအခြေခံပြီးတော့ရှင်းဆုံးဖြတ်လို့ရတယ်ပထမတစ်ခုကဒါ interest ပေါ့နော်စိတ်ဝင်စားမှုပေါ့နော်နောက်ပြီးလို့ရှင် expertise ကျွမ်းကျင်မှုအဲ့နှစ်ခုကိုအခြေခံပြီးတော့ဆုံးဖြတ်လို့ရတယ် ခုန business ၃ခုမှာဆိုလို့ရှိရင် okay ၃ခုလုံးလုံးက၃ခုလုံးလုံးကဘာမှမသိဘူးငါလည်းမကြွအောင်ဒါပေမဲ့ငါတစ်ခုခုတော့စိတ်ဝင်စားတယ်ငါစမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်အဲ့ interest ပေါ်ချေခံပြီးတော့တစ်ခုစလုပ်ကြည့်လို့ရတယ်နော်အဲ့ဒါဒုတိယတစ်ခုကကျ uh, expertise ပေါ့နော်အဲ့ဟာကကျတော့ကို့မှာ basket ရှိတယ်တည်လားအဲ့လို skill တစ်ခုရှိရဆိုလို့ရှိရင်အဲ့ skill ပေါ်အခြေခံပြီးတော့စီးပွားရေးလုပ်လို့ရတယ်စီးပွားရေးစီးပွားရေးလို့ပြောရမလားပတ်စံရှာလို့ရတယ်ပေါ့နော်ဟွန်းအဲ့တော့ဟိုစလုပ်ဖို့ကသင်စိတ်ဝင်စားရုံနဲ့စလုပ်ရတယ်ပေါ့နော်ဟိုဒါမှမဟုတ်လို့ရှိရင်ကျွမ်းကျင်ပြီးမှလည်းစလုပ်ရတယ် နော်ဆိုတော့တခုတိထားမှာသူတို့ဘယ်ဟာဘယ်ဟာပဲဘယ်ဟာကိုပဲအခြေခံပြီးလုပ်လို့ပေါ့နော်ဆိုတော့ you learn along the way ဆိုတော့သူတို့တွားနေတယ်ပဲဟိုအများကြီးလေ့လာရမှာပေါ့နော်ဆိုတော့ပြတိထားမှာဟို process ပေါ့နော် process ဒီတခုဖြစ်တဲ့စာတိထားဖို့လိုပါတယ် okay ဒါတော့နောက်ထပ်ဟို additional ပေါ့နော်ဘယ်လိုရွေးချယ်ရမလဲဆိုရဲဟာပေါ့နိုင်ချက်ထားပေးအဲ့တော့ content creation ဘယ်အချိန်မှာလုပ်တင်လဲ content creation နဲ့ဟိုဘယ်လိုပတ်စံဘယ်အချိန်မှာပတ်စံရှာတင်လဲပေါ့နော် အဲ့တော့ကိုကဟိုနာမည်ကြီးချင်တယ်လူသိဝင်စားခန့်ချင်တယ်ဒါတော့လူတိုင်းပါပဲเนาะအဲ့လိုဆိုလို့ရှိရင် content creation ကိုအဲယူလို့ရတယ်ဆို နော်အလုပ်လုပ်ရရဲဟိုဘယ်လိုပြောမလဲကိုကဗီဒီယိုရိုက်ပြီးတော့ပတ်စံရှာခြင်းနဲ့ဗီဒီယိုရိုက်ရတာကြိုက်တယ်ဒါမှမဟုတ်လို့ရှင်ကိုတည်တဲ့အကြောင်းအရာတွေလူတွေကို share ပေးခြင်းနဲ့စသည်ဖြင့်ဆိုလို့ရှင်ကျွန်တော်ဒီ content creation နေတဲ့စဉ်ဝင်ငွေရှာလို့ရရဲဘာလို့လဲဆိုတော့တော်တော်များများကလည်းဒီ content creation အရန်လုပ်လာကြရဲဘာကြောင့်လုပ်လာလဲဆိုလို့ရှင် content creation နေတဲ့စဉ်ပတ်စံရှာလို့ရနေတဲ့နေရာလည်းအများကြီးပဲတကယ်လည်းပတ်စံအများကြီးရကြရဲပေါ့နော်အားကြောင့်လုပ်လာကြတာပေါ့ so ဒီ product business ပေါ့ဒါကကျတော့ကိုကတခုခုဖန်တီးရတာကြိုက်တယ်နော်ဟိုကိုကမှကျွမ်းကျင်တဲ့ scale လည်းရှိရဲဒါမှမဟုတ်လို့ရှင် ို့မှာတိထားတဲ့ information တွေရှိတယ်အဲ့ဒီကနေတစ်ဆင့်ပြန်ပြီးတော့ဝင်ငွေချခြင်းနဲ့ဆိုလို့ရှိရင်ကျတော့ဒီ product business ကိုရွေးချယ်လို့ရတယ်နောက်တစ်ခါကျဒီ service business ပေါ့နော်အဲ့ဟာကျတော့ကွာ skill တစ်ခုခုကိုတေချာတက်မြောက်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ဟိုဝင်ငွေချလို့ရတယ်ပေါ့နော်ဒါကတော့ရွေးချယ်လို့ရတဲ့ပုံစံလေးတွေကိုဒီနေ့ရှင်းပြထားတာဖြစ်ပါတယ် okay ဆိုတော့ဘယ်လို get started လုပ်ရမလဲပေါ့နော်ဒါရေနီလန်းနေတော့တည်ပါပြီနီလန်းနေလည်းတည်ပြီဆုံးဖြတ်ချက်ဘယ်လိုချရမလဲလည်းတည်ပြီဒါမဲ့တကယ်တကယ်စလုပ်မယ်ဆိုလို့ရှင်ဘယ်ကနေစရမှာလဲဘယ်လိုလုပ်ရမလဲပေါ့နော်ဆိုတော့ဟိုအရင်လေခက်ခဲတဲ့ဟာမျိုးမဟုတ်ဘူးအဲ့လိုကြီးလေ complicated မဖြစ်ဘူးပေါ့နော်ဆိုတော့အရင်ရိုးရိုးရိုးရှင်းတယ်ဒီနေ့ပဲအဲ့လိုမြင်တာလားမသိဘူးပေါ့နော်ဆိုတော့ဒီနေ့မြင်တဲ့အမြင်ပြောပြပေးမယ်ပေါ့နော်ဆိုတော့ဒီမှာပေါ့ဟောဘာလို့လဲဆိုလို့ရှင် Facebook page တခုရယ် content ရယ် marketing ဒါပဲလို့ရ that's all you need ပေါ့နော် so အဲ့၃ခုလုံးနိုင်နေဆိုလို့ရှင်ဒါဒီမှာ share တွေအားလုံးအကုန်လုံးတယောက်ချင်းစီကဟိုပုံငွေစချလို့ရတယ်ပေါ့နော် okay ဒါပါတော့ content creation စလုပ်မယ်ပဲဒါပေါ့နော်အဲ့ဆိုလို့ရှင်ကျွန်တော်ပထမဆုံး Facebook page တခုလိုလိမ့်မယ်ပြီးလို့ရှင်ကိုယ့်ရဲ့ first video create လုပ်မယ် keep creating videos video စလုပ်မယ် repeat လုပ်မယ်ဒါပဲပေါ့နော် so ဟိုအရင် simple ဖြစ်တယ်ဟို ဒီနေရာမှာခက်ခဲတာတခုမှမပေါ့ဆိုတော့ဒီဒီနေ့တော့လည်းအဲ့လိုပဲဆက်လုပ်ခဲ့တာပဲပေါ့နော်ဒီရောဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီနေ့ပထမဆုံးဗီဒီယိုလုတ်ရှင်တဲ့ဗီဒီယိုလုတ်တာပဲဒီနေ့ကောင်းနေမှာလည်းပါဗီဒီယိုလုတ်ရမယ်ဆိုမျိုးမရှိဘူးပေါ့နော်အဲ့ရနေစရဲအဲ့ရနေပြီးတော့ဟိုထက်ခါထက်ခါဗီဒီယိုတွေရောက်ရှောက်တော့ create လုပ်တယ် repeat လုပ်တယ်ဒါပဲအဲ့ရနေပြီးတော့ပဲဟိုအချိန်တန်တော့သူ့ဟာသူဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးသွားလို့ရတယ် now product business ပေါ့ so product business ကကြတော့ဘာကွာသွားမလဲဆိုရင်ကျွန်တော် Facebook page ကတော့စမယ်ပေါ့နော်ဒီကနေပြီးလို့ရှိရင်ကိုယ့်ရဲ့ product ကို prepare လုပ်ဖို့လိုတယ် ငါဘာ product ရောင်းမှာလဲပေါ့နော်ဆိုအဲ့ product ရောင်းမယ်ဆိုလို့ရှိရင် product အတွက်ငါဘာပြင်ရမှာလဲဆိုရဲဟာလို့ရယ်နော်အဲ့ product ကိုပြင်ဖို့လို့ရယ်ပြီးလို့ရှိရင်ဒီ product အကြောင်းကို content content ရေးရမယ် right content ပေါ့နော်ကိုယ့်ရဲ့ product ကိုဘယ်လိုရောင်းမှာလဲငါဟိုဘာ feature တွေနဲ့ရောင်းမှာလဲဆိုရဲဟာမျိုးတွေလို့ရယ်ပေါ့နော်ဆိုတော့အဲ့အတွက် content ရေးမယ်ပြီးလို့ရှိရင် marketing လုပ်ဖို့လို့ရယ်အဲ့တော့ဟိုသင်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ business ပေါ့နော်အဲ့ရဲ့90%ကနေတော့အကုန်လုံးက ို boosting ပေါ့နော် Facebook boosting လုပ်နေကြရဲ marketing လုပ်ပြီးသွားကြရဲနော်အဲ့လိုသွားကြရဲဆိုတော့ဒါပဲ product ရောင်းမယ်ဆိုလို့ရှင်ပြီးရင် repeat လုပ်ပေါ့နော်ဆိုတော့ repeat လုပ်တဲ့နေရာမှာဒီမှာကကြတော့ content ပေါ့နော်ဆိုတော့ content ရေးတဲ့အခါမှာကိုယ့်ရဲ့ product အကြောင်းကိုရေးတောက်လျှောက်ရေးနေလို့မရဘူးပေါ့နော်ကိုယ့်ရဲ့ product နဲ့ပတ်သက်တဲ့တခြားဟာမျိုးလေးရေးဖို့လိုတယ်ဥပမာကိုရောင်းတဲ့ဟို product ကထားပါတော့ခုနကလိုမျိုးဘောလုံး jersey ရောင်းနေဆိုလို့ရှင်ဒါဘောလုံးနဲ့ပတ်သက်တဲ့ content တွေထပ်ပြီးတော့တင်ပေးဖို့လိုမယ်ဒါမျိုးလေးပဲပေါ့နော်အဲ့ဟာ repeat လုပ်ရမယ် ောက်ဆုံးတစ်ခုကကြရတာ service business ပေါ့နော် service business ကလည်းအတူတူပဲ facebook page တစ်ခုထောင်ဖို့လို့မယ် facebook page နဲ့သွားတာအကောင်းဆုံးပဲပေါ့နော် facebook page တစ်ခုထောင်ဖို့လို့မယ်ပြီးလို့ရှိရင်ဒါကိုယ့်ရဲ့ service ကို prepare လုပ်မယ်ပေါ့နော်ကိုယ်ပါ service လုပ်ပါလေအဲ့ဟာ prepare လုပ်ဖို့လို့မယ်ပြီးအဲ့ service အကြောင်းသင်ရ content ရေးဖို့လို့မယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဟိုသင် announce လုပ်မလားပေါ့နော် announce လုပ်မလားဆိုတော့ဒါကိုယ့်ရဲ့ network ထဲမှာပေါ့ network ထဲမှာဆိုတော့ကိုယ့် friend ထဲမှာရှိတဲ့ဟို lure ceo ဟို announce လုပ်ပါလားဒါမှမဟုတ်လို့ရှိရင်ကြော်ညာ run ပါလားစသဖြင့်ပေါ့နော်အဲ့လိုသွားလို့ရရတယ် ပြီးလို့ရှိရင်ဟို marketing ပေါ့နော်အကြိမ်လိုအပ်ခံရင်ပေါ့နော်ကိုကိုမှရှိရတဲ့သူနဲ့တန်းဆင်းပြရဆိုတော့ဆက်စားရမှာမလို့ဒါမှမဟုတ်ဘယ်မှာလိုလိုနိုင်ရပေါ့နော် error marketing if needed ပြီးလို့ရှိရင် repeat လုပ်ဒါလေးပဲပေါ့နော်ဆိုတော့ဒီဟာပဲဟိုလုလုလို့ရရပေါ့ဆိုတော့ဟိုဒီဘာဖြစ်လို့ဒီလောက်ထိဟိုရှင်းအောင်လုပ်ထားပြီးလဲဆိုလို့ရှိရင်လူတိုင်းလုလို့ရအောင်လို့ဘာလို့လဲဆိုတော့တကယ်တကယ် process ကလည်းဒီဟာပဲပေါ့နော်ကျန်တဲ့ဟာတွေကဟိုဒီဒီဟာတွေအားလုံးသူ့ဟာသူ automate လုံးနိုင်ပြီဖြစ်သွားပြီဆိုတဲ့အခါကျမှထပ်ပြီးတော့ add ရတဲ့ဟာမျိုးတွေပေါ့နော် โอเคအဲ့တော့ဒီဒါလေးကိုနောက်ဆုံးပိုင်းသွားလိုက်မယ်ပေါ့နော် so ဟုတ်ပြီ so ဒီနေ့အလုံးတော့ပေါ့နော်ပြောချင်တာက getting started ပေါ့နော် so getting started ဆိုတော့ဟိုဝင်ငွေရှာခြင်းနဲ့ဝင်ငွေလိုချင်တယ်ဆိုလို့ရှိရင်အခုချက်ချင်းစလုပ်ဖို့ပေါ့နော်အခုစလုပ်ဖို့က perfect moment ပေါ့နော်အငါ့မှာဘယ်ဟာပြည့်စုံမှာဘယ်ဟာရမှာစမယ်ဆိုတာထက်အခုစတာပို့ပြီးတော့အရေးကြီးတယ်စလိုက်ဖို့ကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အဲ့တော့စဖို့လိုတယ်ပြီးလို့ရှိရင် ဟို everything is a process ရောမှတ်ထားရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဘယ်လိုပြောမလဲအခုချက်ချင်းလို့အခုချက်ချင်းဖြစ်ချင်မှဖြစ်လာလိမ့်မယ်နော်ဆိုဘယ်လိုပြောမလဲကိုယ်မှာဘာပဲဖြစ်နေဖြစ်နေဟိုဘာပဲရှိနေရှိနေပေါ့နော် okay ငါဝင်ငွေလိုချင်တယ်ဝင်ငွေကအခုငါဒီနေ့ဘာဘယ်ဟာ announce လုပ်လိုက်မယ်မနေ့ပြန်ကြလို့ရှိရင်ငါပတ်ဆိုင်ရပြီအမလို့ရှင်ကအခု announce လုပ်တဲ့တပတ်ခါကြာလို့ရှင်ပြဆိုင်ရပြီအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုအကောင်လုံးကအလုပ်ဖြစ်လာဖို့အချိန်လိုတယ်အဲ့အဲ့ဟာအရင်မှတ်ထားဖို့လိုတယ် process ပေါ့နော် ဟို process ဟို process လို့ရဲအဲ့တော့ဘာလို့မလဲဆိုလို့ရှိရင်ဝင်ငွေရှာခြင်းနဲ့ဆိုလို့ရှိရင်တကယ်ရှာခြင်းနဲ့ဆိုရင်တကယ်ရှာခြင်းနဲ့သူကအချိန်ပေးရမယ်ပေါ့နော်အဲ့ဝင်ငွေရလာအောင် အချိန်ပေးရမယ်တကယ်လုပ်ရမယ်ပြီးသွားတဲ့အခါကျတော့လို့ရှိရင် consistent ဖြစ်ရမယ် consistent ဖြစ်တဲ့ဆိုတော့အခုကောက်ယူမီပေါ့နော်အခုစလိုက်ပြီးတော့ခဏနေပြီးသွားတာမျိုးလုပ်လို့မရအောင် ဟိုတော်တော်များများအဲ့ဟာကြောင့်အလုံးမဖြစ်တာပေါ့နော်ဟိုစိတ်စိတ်အားထက်တဲ့အချိန် motivate ဖြစ်တဲ့အချိန်မှာဆက်လုပ်လိုက်တယ်ပေါ့နော်အာလုပ်တယ်လုပ်တယ်လုပ်တယ်ပြီးလဲပြီးတော့စိတ်စိတ်ဝင်စားမှုမရှိတော့ဘူးပြင်သွားတယ်အဲ့ဟာဆက်မလုပ်ဖြစ်တော့ဘူးအဲ့တော့ဆက်မဖြစ်တဲ့ခါကျတော့အဲ့အလုပ်ကြီးကရက်သွားတယ်ရက်သွားတော့ဘာမှမဖြစ်တော့ဘူးကိုလည်းမမြင်ရအောင် result ကိုအဲ့ခါကျတော့အလုံးမဖြစ်ဘူးလို့ထင်တာပေါ့နော်အဲ့တော့မဟုတ်ဘူးအဲ့လိုဖြစ်နေရဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုယ်မှာလုံနေတဲ့ဟာ consistency ပဲဒီလားကိုဘယ်လောက်ထိဇွဲရှိရှိလုပ်နေလဲတော်တော်လုံနေဖြစ်လားအဲ့ဟာကကိုယ်အဆုံးဖြတ်ပြီးသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါချင်းရဲ့လက်တာလုံး100%ပြောတာပေါ့နော် ။ဟောအချိန်တစ်ခုပေးနိုင်တယ်ဆိုလို့ရှိရင်ဘယ်ဟာပဲလုပ်လို့ပေါ့နော်။ဘယ်ဘယ် business ပဲလုပ်လို့ဘယ် content ပဲလုပ်လို့ it will work နော်။လုံးဝတေချာပွားလို့ဖြစ်တယ် no doubt ။လုံးဝတာဟိုတန်ရဖြစ်စာမရှိဘူးပေါ့နော်။ Okay အဲ့တော့ဒီနေ့ရဲ့ information sharing ကဒီလောက်ပဲပေါ့နော်။ဆိုတော့ဒီနေ့အခု share လုပ်ရတဲ့အထဲမှဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲ။အော် money making ပေါ့နော်ပတ်စံရှာမယ်ဆိုလို့ရှိရင်ဘာနီးလန်းနေရှိလဲပြီးလို့ရှိရင် business ကိုဘယ်လို choose လုပ်ရလဲပေါ့နော် ဘယ်လိုဆုံးဖြတ်ချက်ချလို့ရလဲပြီးလို့ရှိရင်ဘယ်လိုဘယ်လိုဆောက်လုပ်လို့ရလဲပေါ့နော်လူငယ်အနေနဲ့အဲ့ဟာတွေဒီနေ့ရှင်းပြပေးသွားပါရစေဆိုတော့ဒီနေ့ရဲ့အမ်ဟိုဒီ sharing session အပြီးမှာဒီနေ့ပြောခဲ့တဲ့ဟာလေးတွေလည်းနားလည်မယ်လို့မျှော်လင့်ပါရစေ so everyone uh, thank you for listening ပါရှင့်